ျွန်တော်ဒီကိုရှုံးခံမှုလာခဲ့တာမဟုတ်ဘူး။ဘန်တူဂျာစီကနေကပတ်ရယူမဲ့ဘန်နိုင်ကိုကမ်းပြီးတော့လာခဲ့တာဆိုတဲ့ကြိုးရှုပန်း။ပရိသတ်များအလုံးမဲ့မင်္ဂလာပါခင်ဗျာ။ Ikrim Marshall Sport ကတင်ဆက်နေပါပြီ။ UFC Media Day မှာဗိုင်းရဲ့ပြောစကားတွေကသူ့ရဲ့စစ်မှန်တဲ့ fighter စိတ်တဲ့ fighters mentality ကိုဖော်ပြနေပြီးဒုဗလောက်တိကြီးမားတဲ့ရည်မှန်းချက်တွေရှိနေရဆိုတာကိုပါသက်သေပြနေပါပြီ။လူတွေကဘန်ကိုရှုံးရှုံးနိုင်နိုင်သူ့ပွဲတွေကအများအားစိတ်လှုပ်ရှားမှုပေးနိုင်နေ။ဗိုင်းရဲ့ပွဲတိုင်းလက်မလို့တင်ဘူးလို့ပြောလာတာကတိုက်ခိုက်ရေးအကစားသမားတအူအတွက်အဖို့မပြတ်နိုင်တဲ့ဂုံသိက္ခာတစ်ခုဖြစ်ပါလိမ့်။ USC လိုအစဉ်နှံမြင့်မားတဲ့ပြိုင်ပွဲကြီးမှာ fighter တယောက်ကနိုင်ရဖို့ရင်မကပဲနဲ့ပရိသတ်ကိုဆွဲဆောင်နိုင်ဖို့လိုအပ်တာဖြစ်ပါရင် Van ကလိုမျိုးလိုအပ်ချက်ကိုချိန်တို့တွင်မှာပဲပြည့်မီအောင်လှုပ်ဆောင်နိုင်ခဲ့ပါရင်ပရိသတ်တွေကရလတ်ထက်စိတ်လှုပ်ရှားစရာကောင်းတဲ့တိုက်ပွဲကိုပိုပြီးလိုချင်ကြပါရင် Van ရဲ့တိုက်ခိုက်ပုံကရှေ့တက်နောက်မဆုတ်အမြဲတမ်းပြင်းထန်တဲ့ဖိအားပေးမှုနဲ့အဆုံးသတ်နိုင်တဲ့အခွင့်အရေးကိုအမြဲတမ်းပြင်းထန်တဲ့ဖိအားပေးမှုနဲ့အဆုံးသတ်နိုင်တဲ့အခွင့်အရေးကိုအမြဲရှာဖွေတတ်တဲ့ပုံစံမျိုးပါအဲဒါကြောင့်သူပွဲတိုင်းဟာဘွဲကြီးပရိသတ်အတွက်အာမခံချက်ရှိတဲ့ဖြောပြင်းမှုတစ်ခုဖြစ်နေတတ်ပါရင် ဗန်ကလူတွေကအခုလိုအချိန်တို့တွင်အတိမတ်ပြုလာကြတဲ့အပေါ်မှာဒါဖို့ဒါတကယ်ယူလောက်စီရပါပဲလို့ပြောကြတာကဒီလိုချစ်ခင်မှုကိုသူကတန်ဖိုးထားကြောင်းဒါကသူ့အတွက်ကြီးမားတဲ့ခွန်အားဖြစ်ကြောင်းပြတ်တာလိုက်တာပါပရိသတ်ရဲ့ချစ်ခင်မှုကဝမ်းသာစရာဖြစ်ပေမဲ့တစ်ဖက်မှာမျှော်လင့်ချက် expectation တွေရဲ့ဖိအားကလည်းရှိလာတာဖြစ်ပါတယ်ဗန်ကဒီဖိအားကိုခံနိုင်ရှိပြီးတော့ဘိုးတော်တော်မှာဆေးအားတက်ကြွနေတာသူ့ဖြေကနေသိနိုင်ပါတယ်ဗန်ရဲ့ဖြေထဲမှာအဓိကရေးကြီးဆုံးတဲ့အင်အားအကောင်းဆုံးအပိုင်းကတော့ဒါပေမဲ့ကျွန်တော်မှာရှုံးမှုအစီအစဉ်မရှိပါဘူးဆိုတဲ့စကားစုဖြစ်ပါတယ် ရီကာကသူ့ရဲ့တိုက်ခိုက်ရေးသမားဖြစ်သဘောထား attitude ကိုအတိအကျဖော်ပြနေပါရီပရိသတ်တွေကသူ့ကို short notice နဲ့ဝင်ထိုးရတဲ့ပွဲတုန်းကတောင်မှရှုံးသွားရင်လည်းကိစ္စမရှိဘူးလို့ပြောကြပြီးမှဗန်ကအဲ့လိုမျိုးလည်းလည်းကူကူသဘောထားမျိုးလက်မခံပါဘူးတကယ်ထိတ်တန့်ကစားမားတွေကရလက်ကိုအယုံဆိုင်ပါရီသူတို့တဲ့တိုက်ပွဲတစ်ခုရဲ့ရည်ရွယ်ချက်ကနိုင်ပွဲတစ်ခုရဲ့သာဖြစ်ပါရီကောင်းကောင်းကစားခဲ့တယ်ရှုံးသွားလဲကိစ္စမရှိဘူးဆိုတဲ့အတွေးမျိုးကတာမန်ဖိုက်တာရဲ့အတွေးဖြစ်ပါရီချန်ပီယံဖြစ်လို့သူတွေကတော့အဲ့ဒီအတွေးကိုလုံးဝလက်ခံမှာမဟုတ်ပါဘူးဗန်ကသူ့ကိုသူတာမန်ဆင့်မှာမထားဘူးဆိုတာ ဒီဖြေကနေရှင်းရှင်းလင်းလင်းသိနိုင်တာဖြစ်ပါတယ်။ရှုပ်ရင်လည်းရပါသေးတယ်။စူးစမ်းခွင့်များရှိတယ်ဆိုတဲ့အတွေ့အကြုံအကစားမားတွေကိုပေါ်ဆစေတတ်တဲ့အတွေ့အကြုံဖြစ်ပါတယ်။ဗန်ကအတူမှာလဲကြရင်ဖမ်းပေးမဲ့ဘေးကင်းလုံခြုံရေးပိုက်ကွန် safety net မရှိဘူးလို့ယူဆတာဖြစ်ပါတယ်။တိုက်ပွဲတိုင်းကသူ့ရဲ့နောက်ဆုံးပွဲ ဖြစ်တယ်။ဒီပွဲကိုနိုင်ယူမှအိမ်မက်တွေဆက်လက်ရှင်းတမ်းမယ်ဆိုတဲ့ဒူးတော်တိုင်းအသေးလေးတိုက်ခိုက်တဲ့စိတ်ချက်ကိုခံယူထားတာပါ။ဒီလိုစိတ်ဓာတ်မျိုးကပွဲထဲမှာမယုံနိုင်စရာစွမ်းအင်တွေထွက်လာစီပါတယ်။ဒါကသူ့ရဲ့ professional ကြောင့်မို့လို့လည်းပြသပါတယ်။ သူ့လောက်ကတိုက်ခိုက်ဖို့ဖြစ်ပြီးတော့တိုက်ခိုက်မှုတိုင်းမှာနိုင်ရဖို့ကသူ့ရဲ့အဓိကတာဝန်ပဲလို့သူကယုံကြည်တာဖြစ်ပါတယ်။ဗိုင်းရဲ့ဖြစ်ရဲ့အစုံအသက်ကတော့သူ့ရဲ့ယီမန်းချက်ကိုရှင်းလင်းဆုံးဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။အခုကျွန်တော်တို့ဝေတန်းတွေကအကောင်းဆုံးတယောက်စီကနေချန်ပီယံကပတ်ကိုရယူမဲ့သူကကျွန်တော်ပါပြီ။အဲ့ဒါကျွန်တော်ရဲ့ဘန်နိုင်အဲ့ဒီဘန်နိုင်ကိုဆွဆွမြဲမြဲကင်ဆုပ်ထားတယ်ဆိုပြီးတော့ဗန်ကပြောသွားခဲ့တာပါ။ဗိုင်းရဲ့ဘန်နိုင်က just making it into UFC UFC တဲ့ရယူုံတက်တက်မဟုတ်ပါဘူး။သူ့ရဲ့ယီမန်းချက်ကအတိအကျကိုရှိနေပါတယ်။ချန်ပီယံကပတ်ကိုရယူဖို့ပြီးတော့ ကျွန်တော်ဝိတ်တန်းတွေကအကောင်းဆုံးတယောက်ကိုအနိုင်ယူဖို့ဒါကချန်ပီယံပန်ဒူကြကိုတိုက်ရိုက်ညွှန်းပြီးတော့သူကအဲ့လိုထိတ်တန်းစင်ဖိုက်တာတယောက်ဖြစ်လာဖို့လိုအပ်တဲ့အစဉ်တိုင်းကိုစိတ်ပိုင်းဆိုင်ရာရကြော်လွှားပြီးသားဖြစ်နေတယ်ဆိုတာပြသနေပါတယ်။ဗန်ကပန်ဒူကြရဲ့ဒီချိန်တော့မဟုတ်ဘူးဆိုတဲ့နှိမ့်ချစကားကိုပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်တာလည်းဖြစ်ပါတယ်။ပန်ဒူကြကစကလုံးအင်းနဲ့ဘန်ကိုနှိမ့်ချဖို့ကြိုးစားခဲ့တယ်။ဗန်ကလည်းစကလုံးအင်းနဲ့ပဲငါပဲနိုင်ရမှာဒီဘန်နိုင်ကိုငါဆုပ်ကင်ထားပြီးပြီဆိုပြီးတော့ချန်ပီယံယုံကြည်မှုကိုပြန်ပြီးတော့စိန်ခေါ်လိုက်တာပါ။ဒါကလာမယ့်တိုက်ပွဲအတွက်စိတ်ပိုင်းဆိုင်ရာတိုက်ပွဲကိုရင်စတင်လိုက်တာလည်းဖြစ်ပါတယ်။ အာဂဇာမာရီဟာသူရဲ့ရည်မှန်းချက်ကိုအမြဲတမ်းလူသိရှင်ကြားပြောကြားတတ်ပါရီဒါက manifesting ပန်းနိုင်ကိုပုံဖော်ပြီးတော့အကောင့်ထဲပေါ်ခြင်းရဲ့နီလန်တစ်ခုလည်းဖြစ်ပါရီလူရဲ့ရှေ့မှာပြောလိုက်တဲ့အခါမှာကိုကိုကိုအတီးပေးလိုက်တယ်လို့လည်းဖြစ်ပြီးတော့အရိပန်းနိုင်ကိုရောက်ဖို့ပိုကြိုးစားခြင်းစိတ်ကိုဖြစ်ပေါ်လာစေပါရီအချို့ဆိုရင်တော့ van မှာသူရဲ့တိုက်ခိုက်မှုပုံစံမျိုးလိုပဲပြင်းထန်ပြီးတော့အာရုံစူးစိုက်မှုရှိတဲ့ချန်ပီယံစိတ်သက်ရှိတယ်ဆိုတာအရိဖြေတွေကနေရှင်းရှင်းလင်းလင်းမြင်နိုင်တာဖြစ်ပါရီပန်တို့ကြလို့ထိတ်တန်းချန်ပီယံတဝက်ကိုစိန်ခေါ်ရမှာဒီမျိုးစိတ်သက်မျိုးကအောင်မြင်မှုရဲ့တော့ချက်ပဲဖြစ်ပါရီ ဒီတော့ van ကသူ့ရဲ့စကားအတိုင်းတကယ်ပဲဘန်းနိုင်ကိုဆွဲဆွဲမြဲမြဲကင်ဆုတ်ပြီးတော့ချန်ပီယံကပတ်ကိုရယူနိုင်မလားဆိုတာကတော့ဒီပွဲရဲ့အကြီးမားဆုံးသောမေကွန်းနဲ့စောင့်ကြည့်သွားတော့မှလည်းဖြစ်ပါလိမ့်မယ်။ကြီးစုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။